ကျွန်တော်တန်ဖိုးတွေကတော့အခေါက်တစ်ထောင်ရစ်တုံးက memory လေးပြန်တက်လာတဲ့အတွက်ကျွန်တော်လည်းတန်ဖိုးတွေကနဲ့ပတ်သက်ပြီးထူးခြားတာလေးတွေအခေါက်တစ်ထောင်ပြည့်တဲ့အခါမှာဖြစ်လာတဲ့ထူးခြားဖြစ်စဉ်လေးနဲ့ပတ်သက်ပြီးတော့မျှဝေပေးချင်လာပါတယ်ကျွန်တော်အခေါက်တစ်ထောင်ပြည့်အောင်ဆိုပြီးတော့အထိတ်ချန်နဲ့ရွတ်ဖူးတာဆိုရင်၃ခေါက်လောက်ပဲရှိပါတယ်အားလုံးမင်္ဂလာပါ EMK YouTube Channel ဆိုလိုက်ပါရဲ့ဒီနေ့တစ်ဆက်ပင် view point ရ DB point လေးဖြစ်ပါတယ်ဒီ point လေးဘာဖြစ်လဲဆိုရင်ဒီ quarter ကတော့ဒီတန်ဖိုးတွေကတော့ဒီအခေါက်တစ်ထောင်ရွတ်လို့ဒီထူးခြားတဲ့ဖြစ်စဉ်တွေဖြစ်လာတဲ့ပေါ့ဒီ point လေးနဲ့ရှင်းပြထားရပါတော့ ကျွန်တော်ရဲ့မျိုးလည်းဘူဒရရမယ်အနေနဲ့ပြင်လဲဝင်မြတ်တစ်ဆက်ပြလိမ့်စီဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ပြန် short track လေးလည်းပဲကြည့်ရှုပေးဖို့ဖိတ်ခွင့်ချင်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ပြန်လေးဆက်လိုက်အောင်အခေါက်တထောင်ရွတ်တုံးက memory လေးပြန်တက်လာတဲ့အတွက်ကျွန်တော်လည်းတန်ဖိုးတွေကနဲ့ပတ်သက်ပြီးတော့ထူခြားတာလေးတွေအခေါက်တထောင်ပြည့်တဲ့အခါမှာဖြစ်လာတဲ့ထူခြားဖြစ်စဉ်လေးနဲ့ပတ်သက်ပြီးတော့မျှဝေပေးချင်လာပါတယ် ကျွန်တော်အခေါက်တစ်ထောင်ပြည့်အောင်ဆိုပြီးတော့အဋ္ဌိဋ္ဌံနဲ့ရွတ်ဖူးတာဆိုရင်၃ခေါက်လောက်ပဲရှိပါတယ်။ကျွန်တော်တန်ဖိုးတွေအခေါက်တစ်ထောင်ပြည့်သွားတဲ့အခါမှာဆိုရင်လုံးဝမဖြစ်နိုင်တော့ဘူးထင်တဲ့အလုပ်တွေအဆင်ပြေသွားတာမျိုးတွေလုံးဝရစရာမရှိဘူး။ရစရာဝင်ဝင်ဝင်လာဖို့အကြောင်းမရှိဘဲနဲ့ပတ်စံနေအဲ့လိုကိုလိုအပ်တဲ့လောက်ဝင်လာတာတွေဒီလိုတွေကြုံဖူးပါတယ်။ ဒါတွေကိုအမှန်တကယ်ဖြစ်ကြအောင်တော့ကျွန်တော်ရန်ကုန်မှာတော့အတူတူလုပ်ခဲ့တဲ့အမားတွေကိုတွေကအနီးကရှိခဲ့တဲ့သူတွေကတော့တက်တည်ပြပြီးနိုင်ပါတယ်ကျွန်တော်အဲ့ဖြစ်စဉ်တွေကိုအသေးစိတ်တော့ပြန်မပြောပြချင်ပါဘူးဘာလို့လဲဆိုတော့ဒီအကြောင်းရင်းလေးတွေကဟိုတန်ဖိုးတွေကလာကြောက် ဖြစ်လာတာလို့လူတွေကလက်ခံနိုင်ပေမဲ့ကျွန်တော်ပြောလိုက်တဲ့အကြောင်းအရာလေးတွေပေါ်မှာတော့လက်ခံဖို့နည်းနည်းခက်ပါလိမ့်မယ်ပေါ့နော်အငင်းပွားစရာလေးဖြစ်လာနိုင်တဲ့အတွက်ကျွန်တော်အဲ့ဒီအကြောင်းအရာလေးတွေကိုတည်စီမပြောပြတော့ပါဘူးခင်ဗျာဆိုတော့အခုကြည့်နေတဲ့သူတွေမှာရောတန်ဖိုးတွေကိုဆွဆွမြဲမြဲယူနေတဲ့သူတွေရှိလားအခေါက်တထောင်အဲ့လိုအတိတ်ထဲနေယူဖူးတဲ့သူတွေရှိလားအခေါက်တထောင်ပြည့်ပြီးရင်ရောဘာထူးခြားမှုတွေရှိလဲဘယ်နည်းအတွင်းကြုံလဲကျွန်တော်တို့ကဆိုရင်တော့တပတ်အတွင်းမှာကြုံရပါတယ်မြတ်စွာဘုရားမှာဂုံတော်၉ပါးရှိပါတယ်ဂုံတော်၉ပါးထဲမှာမှာကိုကဖေဂုံတော်ကိုအကြည်ညိုဆုံးလဲဂုံတော်၉ပါးလုံးကိုကြည်ညိုလား ကိုယ်စိတ်ထဲမှာကြီးညိုရင်ကြီးညိုတဲ့အရာကိုစိတ်နှလုံးသွင်းလို့ရပါတယ်ကျွန်တော်ကအရဟံဂုံတော်အရဟံဂုံတော်မှာဆိုရင်၃ချက် မြန်မာလိုပြန်ရင်၃ချက်ရှိတယ်ပေါ့နော်အရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအရဟံလူနဲ့တို့ဤပူဇော်ထူးကိုကံယူထိုက်တော်မူသောမြတ်စွာဘုရားစိတ်ကြွေရာ၌ပင်မကောင်းမှုကိုမပြုလုပ်တော်မူသောမြတ်စွာဘုရားဆိုပြီးတော့အိပယ်ရတယ်ပေါ့ကျွန်တော်ကအဲ့ဒီဂုံတော်တွေထဲကမှဟိုစိတ်ကြွေရာ၌ပင်မကောင်းမှုကိုမပြုတော်မူသောမြတ်စွာဘုရားဆိုပြီးကျွန်တော်အဲ့ဒီဂုံတော်ကြောင့်ကျွန်တော်တွေးတယ်လူတွေးရဲဆိုရင်ကျွန်တော်ကအော် ဟိုဒီပုံကူပေါ့နော်ဒီပုံကူတော့တူကစိတ်껙ရာနိုင်ပြီကျွန်တော်ကကျွန်တော်ကိုကျွန်တော်နဲ့ပဲအမြဲတမ်းနှိုင်းတယ်ဘလို့လူမျိုးမဆိုကျွန်တော်ရဲ့အုံနောင်နဲ့ကျွန်တော်ရဲ့စဉ်းစားနိုင်စွမ်းနဲ့ပဲကျွန်တော်ကနှိုင်းတယ်အဲ့ခါကျတော့အော်ငါဆိုရင်တကယ်စိတ်껙ရာကိုရောက်သွားပြီဆိုရင်ငါယာနှုံးပြစ်မယိုးသားတော့ဘူးငါမှဟိုမကောင်းတဲ့စိတ်လေးပေါ်လာတယ်စိတ်껙ရာနိုင်မှာတော့မကောင်းမှုမပြုလုပ်တော့မူသောလူပုဂ္ဂိုလ်ပုဂ္ဂိုလ်တူမျက်စွာဖေးရဘလို့ပဲနန်စားတုံးတုံးပေါ့နော် ဲ့လိုလူမျိုးဆိုရင်ကျွန်တော်အမှန်တကယ်ကြည်ညိုတယ်လေးစားတယ်ဗျာဟိုတန်ဖိုးတွေကာရရွတ်ချင်းကကိုကြုံနေရတဲ့အခက်အခဲတွေအသက်အန္တရာယ်ကြုံနေရခြင်းအတိပြီးတော့လွတ်မြောက်တဲ့တိုက်ဆိုင်မှုမျိုးတွေကိုကြုံတွေ့ရစေတယ်ဆိုရင်ကျွန်တော်အခုပေးမဲ့ကာရကငွေရေးကြီးအဆင်ပြေလာတာမျိုးတွေအာကိုလိုရှင်တဲ့အရာတွေကိုလိုချင်တဲ့အရာတွေကိုစိတ်ထဲမှာရည်မှန်းထားတဲ့အရာတွေတကယ်ရရှိလာတာမျိုးတွေ ဲ့လိုမျိုးတွေကြုံတွေ့ရစေနိုင်တဲ့ဃာရာပဲဖြစ်ပါတယ်အဲ့ဒီဃာရာဆိုရင် မြတ်စွာဘုရားရဲ့နှုတ်ကနေမြတ်စွာဘုရားကိုယ်တိုင် ပြောခဲ့တဲ့ထားခဲ့တဲ့ဃာရာတစ်ပုဒ်လည်းဖြစ်ပါတယ်အဲ့ဒီဃာရာကတော့ဒီဝါတပတိဃာရာပဲဖြစ်ပါတယ်ဒီဝါတပတိဃာရာကိုဆိုရင်တည်တဲ့သူတော်တော်များပါတယ်စီးပွားရေးလုပ်နေတဲ့လူတော်တော်များများဆိုလို့ရှိရင်ဒီဝါတပတိဃာရာကိုလက်ရွှင်ဖို့ ဟိုအဆက်ဆက်ရအဆင်ပြေဖို့အတွက်ဥတည်ပြီးတော့ရွတ်နေကြတာများပါတယ်ကျွန်တော်ကဒီဗီဒီယိုကိုမတိသေးတဲ့သူတွေသိရအောင်ဆိုပြီးလုပ်ပေးလိုက်တာဖြစ်ပါတယ်ဒီဝါဒီဗီဒီကာရာရဲ့အနက်အဓိပ္ပာယ်မြန်မာလိုနဲ့ရွတ်ရမယ့်ပုံစံတွေကိုကျွန်တော်ကွန်မန့်မှာခြားထားပေးပါမယ်ခင်ဗျာဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာရောဒီဝါဒီဗီဒီကာရာကိုရွတ်နေတဲ့သူတွေရှိလား ရှင်းရင်ရောဘလို့တက်ဆိုင်မှုတွေကြုံတွေ့ရဘူးလေကြုံတွေ့ရဘူးရင်ကိုမမှလည်းမှန်ခဲ့ပါနောက်ကနေလိုက်ပြီးရွတ်ကြမဲ့သူတွေအတွက်စိတ်တရားတရားအားတွေတန်ထက်တန်လာတာပေါ့အဲ့လိုမျိုးကိုမန့်လေးတွေဖက်ကားတဲ့အခါမှာပေါ့နော်ဒီတစ်ချက်ကိုသိထားရုံနဲ့ဘယ်တော့မှမစင်းရတော့အာဘယ်တော့မှမစင်းရတော့ဘူးဆိုတာတည်းဘဝမှာကိုလိုချင်တဲ့အခါတိုင်းမှာငွေရှာတတ်သွားမယ်အဲ့ဒါဆိုရင်စိတ်ဝင်စားလာအဲ့ဒါကတော့ပညာဖြစ်ပါတယ်ပညာဆိုတဲ့နေရာမှာ လက်မှုပညာအတတ်ပညာအသိပညာဉာဏ်ပညာအားလုံးပါဝင်ပါတယ်ဘယ်ပညာရမဆိုကိုက professional ဖြစ်သွားပြီးကျွမ်းကျင်သွားပြီဆိုရင်ငွေရှာလို့ရပါပြီလူသုံးများမှု တွင်ကျယ်မှုပေါ်မူတည်ပြီးတော့ငွေရှာနိုင်တဲ့ပမာဏကတော့ကွာသွားပါမယ်ဘယ်ပညာပိုကောင်းတယ်ဆိုတာထက်ဘယ်ပညာပိုပြီးလူသုံးများပြီးတွင်ကျယ်ပြီးတော့ငွေပိုဝင်နေလဲဆိုတာပဲရှိပါတယ်ဈေးရောက်ပြီးချမ်းသာနေတဲ့သူတွေကိုတွေ့ရင်ဈေးရောက်ပြီးချမ်းသာနေတယ်လို့ပဲထင်တာတကယ်တော့ဈေးရောက်တဲ့ပညာကြောင့်သူတို့ချမ်းသာနေတယ်ဆိုတာကိုကျွန်တော် မသိခဲ့ပါဘူးချမ်းသာတဲ့စီးပွားရေးသမားတွေတွေ့ရင်လေသူတို့တွေကဒီအလုပ်တွေလုပ်လို့ချမ်းသာနေတယ်လို့ပဲထင်တာတကယ်တော့ဒီအလုပ်တွေလုပ်ကြိုင်နိုင်တဲ့ပညာရဲ့ကြောက်သူတို့ကချမ်းသာတယ်ဆိုတာကိုကျွန်တော်မတွေးမိခဲ့ပါဘူးပညာကနေပြီးတော့ပတ်စံအဖြစ်ပြောင်းလဲသွားပါလားဆိုတာကိုကျွန်တော်သိဖို့အတွက်ကျွန်တော်ရဲ့အသက်25-26နှစ်အထိအချိန်ယူခဲ့ရပါတယ်ဒါယုံကြည်စရာကောင်းခြင်းမှာကောင်းပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကရွာလေးတယောက်မှာမွေးဖွားခဲ့တယ်ပေါင်းတင်နေတယ်အားကျစရာ ပုံကူရေလို့လဲ မင်းမဆဆာမတွေ့ခဲ့ဘူးပါဘူးအားချဆရာပုဂ္ဂိုလ်ရယ်လို့ရှားတယ်လို့ပဲလမ်းပြပေးမဲ့ပုဂ္ဂိုလ်ဆိုတာလည်းတော်တော်လေးဟိုမှာရှားရှားပါပါပါပဲဒီဗီဒီယိုကြည့်နေတဲ့သူကဘယ်သက်အရွယ်ပဲဖြစ်နေပါစေကိုပတ်ဝန်းကျင်မှာပတ်စံရှာလို့ရတဲ့ပညာရက်တစ်ခုခုကကိုယ့်ရဲ့ဝါသနာနဲ့ကိုက်ညီနေတယ်ဆိုရင်အခုကစားပြီးအဲ့ပညာရက်ကိုကိုယ့်ရဲ့နှလုံးသားထဲအုံနောက်ထဲကျွမ်းကျင်မှုစကိတွေကိုထပ်ထည့်ထားဖို့ကျွန်တော်ကအကြံပေးချင်ပါတယ် နောက်ကြတယ်ဆိုတာမလုပ်ထားတဲ့စာရင်အပုံကြီးတာပါသေးတယ်ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ရဲ့ skill တွေကိုပညာရတဲ့ချိုးထက်ထည့်နေပါတယ်အခုအချိန်မှာငွေရှာလို့ရတဲ့ပညာရတဲ့ခုစာထည့်ထားမယ်ဆိုရင်နောက်တစ်နှစ်နှစ်နှစ်သုံးနှစ်အတွင်းမှာအဲ့ပညာရတဲ့ကိုကငွေရှာလို့ရလောက်တဲ့အထိပြောင်းကျွမ်းကျင်မှုကိုရရှိလာမှလည်းဖြစ်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်မြတ်စွာဘုရားပြောပြထားပြီးခဲ့တဲ့စီးပွားရေးတွေကိုလုပ်တဲ့လုပ်ငန်းတွေဘလို့လုပ်ငန်းမဆိုပါတော့အောင်မြင်စေနိုင်တဲ့ နီးလန်းတွေကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးသွားပါမယ်။မြတ်စွာဘုရားရှင်လက်ထက်မှာလည်းကျွန်တော်တို့လိုပဲတွေးတဲ့ပေါ့နော်လောကစီးပွားရေးမှာငွေရှာတဲ့အခါမှာဘလို့အစဉ်ပြေအောင်ရှာလို့ရမယ်ဆိုတော့မြတ်စွာဘုရားဘလို့တွေးတယ်ဘလို့မျိုးအကြံပေးမယ်ဆိုတော့သိချင်တဲ့သူတွေရှိပါတယ်။အဲ့လူတယောက်ကမြတ်စွာဘုရားကိုမေးဘူးပါတယ်။ဆိုတော့မြတ်စွာဘုရားအဲ့တော့ပြန်ပြောပြခဲ့တဲ့စကားကိုကျွန်တော်ဒီမှာပြန်ပြီးမျှဝေပေးတာဖြစ်ပါတယ်။ကိုလုံးတဲ့စီးပွားရေးလုပ်ငန်းကိုရဲ့အလုပ်အောင်မြင်ချင်တယ်ဆိုရင် နံပါတ်1အနေနဲ့ကိုကကိုလုပ်ငန်းမှာတက်တက်ကြွ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 စားစားရှိရမယ်နံပါတ်2လုပ်ငန်းကျွမ်းကျင်ရပဲကိုလုပ်တဲ့လုပ်ငန်းကိုအောင်မြင်ခြင်းတဲ့လုပ်ငန်းမှာကိုကကျွမ်းကျင်နေရမယ်နံပါတ်3ဇွဲကောင်းရမယ်ကိုလုပ်ငန်းအောင်မြင်တဲ့အထိကိုကလုံနိုင်တဲ့ဇွဲတတိရှိရမယ်နံပါတ်4နောက်ဆုံးချက်ကတော့ဤပညာကျွမ်းကျင်မှုရှိရမယ်လို့ပြောခဲ့ပါတယ်ဒီအချက်တွေနဲ့ပြည့်စုံလေဆိုရင်ကိုလုံမဲ့လုပ်ငန်းတစ်ခုကအောင်မြင်မယ်လို့မြတ်စွာဘုရားပြောခဲ့ပါတယ်တံမိုးတွေကတော့အခေါက်တစ်ထောင်တရေတဲရွက်ကြတာလား ဘလိုပုံစံအဓိဋ္ဌာန်ဝင်လဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးသွားပါမယ်။ဗုဒ္ဓဂါရာကိုအခေါက်တစ်ထောင်ရွတ်တဲ့အခါမှာတော့ကျွန်တော်တရက်ထင်းနဲ့ပြီးအောင်ရွတ်တဲ့လူမျိုးကြီးလည်းမြင်ဘူးပါတယ်။ဒါပေမဲ့ဒါတဏီကုံထိုင်ရွတ်နေမှာပဲပြည်မှာပါ။အဲ့လိုဆိုတော့ကျွန်တော်တို့ကတော့ကျွန်တော်က ဟော့ဆောင်ပြည့်ရင်ပြီးတော့ဗနရဲဆိုပြီးကျွန်တော်မတတ်မှတ်တာပဲရွတ်ပါတယ်ကျွန်တော်တို့ကတော့3ရက်လောက်မှပြည့်သွားပါတယ်ကျွန်တော်တန်ဖိုးတွေကတော့အတိတ်ကဝင်တဲ့ပုံစံတော့တရား၈လုံးပရိကုံနဲ့တပတ်စိတ်တာဖြစ်ပါတယ်အခုဒီဗီဒီယိုကြည့်နေသူကလည်းတပတ်စိတ်နိုင်လားနှစ်ပတ်စိတ်နိုင်လား၃ပတ်စိတ်နိုင်လားကိုစိတ်နေတဲ့လောက်နဲ့ဒိတ်ထန်လုပ်လို့ရပါတယ်ကျွန်တော်ကပရိစမစိတ်ခင်မှာအရင်ဦးဆုံးဖျားရှစ်ခိုးပါတယ်ဖျားမရှစ်ခိုးခင်မှာကျွန်တော်လှုပ်တာတစ်ခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်ရဲ့စိတ်နှလုံးကိုအေးချမ်းအောင်လှုပ်တာဖြစ်ပါတယ် ျွန်တော်ဖះရှိခိုးပြီးဖះမရှိခိုးခင်မှာမြတ်စွာဘုရားရဲ့မျက်နှာတော်ကိုကြည့်ပြီးတော့ကျွန်တော်ကဘာကိုတွေးလဲဆိုရင်မြတ်စွာဘုရားမှာဂုံတော်၉ပါးရှိပါတယ်ဂုံတော်၉ပါးထဲမှာမှာကိုကဖယ်ဂုံတော်ကိုအကြည်ညိုဆုံးလဲဂုံတော်၉ပါးလုံးကိုကြည်ညိုလာကိုစိတ်ထဲမှာကြည်ညိုရင်ကြည်ညိုတဲ့အရာကိုစိတ်နှလုံးသွင်းလို့ရပါတယ်ကျွန်တော်ကနေရာတကာမှာအရေးပါခြင်းတဲ့သူတွေရှိလားပါခြင်းတာပေါ့ကျွန်တော်လည်းအရေးပါခြင်းတယ်လူတိုင်းဆိုင်ရာနေရာတကာမှာအရေးပါခြင်းကြတယ်ကျွန်တော်တို့နိုင်ငံမှာလက်ရှိတက်နေတဲ့ပြဿနာကလည်းအိပ်ပြဿနာပဲနေရာတကာမှာအရေးပါခြင်းလို့တက်နေတဲ့ပြဿနာ လူဆိုတာတော့ကိုယ့်ကိုအလေးပေးတာအရေးတယူဆက်ဆံတာကိုခံကျင်ကြတာပဲဒါကလည်းမမှားပါဘူးမှန်ကန်ပါတယ်ဒါပေမဲ့နေရာတကာမှာအရေးပါခြင်းနေပြီဆိုရင်တော့တခုခုတော့မှားနေပါပြီလူတိုင်းမှာကိုယ်တန်ဖိုးနဲ့ကိုရှိတယ်ကိုတယောက်တည်းပဲတန်ဖိုးရှိတာမဟုတ်ပါဘူးလူတိုင်းကတန်ဖိုးရှိပါတယ်သူ့နေရာနဲ့သူတန်ဖိုးရှိပါတယ်လူရှင်ကားတွေထဲမှာလို့ကိုတယောက်တည်းမင်းသားဖြစ်ရှင်နေလို့တော့မရပါဘူးလက်တွေ့လူဘဝလောကထဲမှာအားလုံးကသူ့ဆက်လမ်းမှာသူ့ခွရန်မင်းသားတွေကြီးပါပဲနေမကောင်းဖြစ်တဲ့အခါမှာဆရာဝန်တယောက်က အရေးပါလာမှာပဲအရာပေးခံရမှာပဲအဲ့လိုပဲရေလန်းခီးတစ်ခုတွားရတဲ့အခါမှာရေလန်းခီးကိုကျွမ်းကျင်တဲ့သူတယောက်ကအရေးပေးခြင်းခံရမှာပဲအရာရောက်လာမှာပဲအရေးပါလာမှာပဲငွေရှာခြင်းတဲ့အခါမှာစီးပွားရေးသမားတယောက်တောင်းတက်ခြင်းတဲ့အခါမှာတောင်းတက်သမားတယောက်ကအရေးပါလာမှာပဲအရာရောက်လာမှာပဲဒီအချက်ကိုကျွန်တော်တို့ကနားလည်ထားဖို့လိုပါတယ်လက်ခံထားဖို့လည်းလိုပါတယ် ျွန်တော်တို့နေရာကမှာအရေးပါအရာရောက်နေချင်လို့မရပါဘူး။ကျွန်တော်တို့ရဲ့နေပယ်မှာကျွန်တော်တို့ရဲ့တံပိုးနဲ့ကျွန်တော်တို့ကရှင်းတန်းနေထိုင်နိုင်ဖို့ပဲလိုပါတယ်။ကျွန်တော်တို့ကကျွန်တော်တို့နေပယ်မှာအရေးပါလာပြီးအရာရောက်လာပြီးဆိုရင်ဒါဆိုရင်လုံလောက်ပါတယ်။ကျွန်တော်တို့ကနေရာကမှာအရေးပါချင်လာတယ်အရာရောက်ချင်လာတယ်ဆိုရင်တော့အဲ့လူတယောက်ရဲ့ဘဝမှာပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ဖို့ဆိုတာတော့တော်တော်လေးခက်ခဲလာပါလိမ့်မယ်။ အကြေးကျွန်တော်တို့ကပြောရွှင်ရှင်းတဲ့ဘဝမှာနေထိုင်ချင်နေဆိုရင်ကိုယ့်နေရာမှာကိုယ့်တန်ဖိုးနဲ့ကိုယ်အရေးပါအရာရောက်တဲ့အပေါ်မှာကျင့်တဲ့နေထိုင်နိုင်မှုလိုပါတယ်။ကဲပါမျိုးရေကျွန်တော်ပြန်ထိုင်ကြပါပဲ။ဒီဖန်လေးကြည့်ပြီးတော့အမျိုးလေဘူဒ္ဓရသင်္ကန်းစားတယ်များသာရှိလိမ့်မယ်လို့မြင်လင်းပါတယ်။ဒီကူပြောတော့တဲ့အကြောင်းအလေးကတော်တော်လေးမှဒီအဲကျွန်တော်ရဲ့အမျိုးအတွက်အတူတူသင်္ကန်းစားတယ်များသာပါဝင်နေပေါ့ဗျာနော်။ ဒီဘက်နဲ့ပတ်သက်ပြီးအမျိုးရဲ့အတွေ့အကြုံတွေယူဆတွေကိုလည်းကျွန်တော် comment မှာ message ပေးကြလို့ရတယ်။ကျွန်တော် channel နဲ့ဘူးတရရဲ့အကြောင်းနဲ့ဟာသပြမယ်တစ်ဆက်ပြီးမှာမို့ကျွန်တော် channel like and subscribe like and subscribe နဲ့ဘင်းရ notification bell ကို button နဲ့ပြန်ပြီးတော့ချက်ပြပါလေ။ကျွန်တော် channel အပိတ်ကြည့်ရှိသူတရားချင်းနဲ့ကြည့်မြိုက်တင်ပါတယ်။နောက်ထပ်ပြန်ပြန်ဆက်ရမယ်။တရား